လူတွေဟာဘလောက်ချမ်းသာချမ်းသာဘလောက်ယာတုကြီးကြီးဘလောက်ပဲဒီပစ္စည်းဥစ္စာတွေပေါ့ပေါ့မျက်လုံးလေးနှလုံးမမိတ်ခင်ပဲပိုင်ဆိုင်မှုတွေရှိတာမျက်လုံးလေးနှလုံးမိတ်သွားတာနဲ့တပြိုင်တည်းသူ့အိမ်မော်တောင်ကြာကြာမထားတော့ဘူးအောက်ပို့ပလိုက်တာပဲမဟုတ်လားသူ့ပိုင်နာရောတခုရှိသေးလားမရှိဘူးရှိတာတွေအကုန်ချွတ်ယူလိုက်မှာနော် ဒီတိုင်းပြစိတ်နဲ့ကနားမှာပန်းရင်ပါသွားမယ်မအောင်မေလေးနဲ့ဖြုတ်ယူမဲ့လူတွေကအစင်းနဲ့အဲ့သူစီမှာပါသွားတာတခုမှမရှိတခုမှမရှိပိုင်ဆိုင်မှုတွေကအလုံးနောက်ဆုံးကတခုမှမရှိတော့ကိုယ့်ကိုယ်မပြောနဲ့အထက်တေယူဇနာအောက်တေယူဇနာအာနာသက်ဆင်းနဲ့ဓမ္မတော်ကဝိညာဉ်ကြီးတောင်းပါပဲနော် ယောဂဖြစ်လို့အိရတဲ့ပုံမုံလဲပြီးဆိုတဲ့အခါသူလှူချင်တာတွေလှူလို့မရတော့ပရမတော့အရွှေခွက်တွေလှူလိုက်ငွေခွက်တွေလှူလိုက်တံမိုးရှိတဲ့ပစ္စည်းတွေလှူနောက်ပိုင်းကျတော့သူခိုင်းတာဘူးမှမလုပ်တော့သူခိုင်းအရင်တော့ကတော့ဘယင်းဆိုရင်ကြောက်ကြရတယ်သူခိုင်းတာကိုမငင်းရဲဘူးအိရတဲ့လဲနေပြီဆိုတဲ့အခါကျတော့သူခိုင်းတာတယောက်မှလုံးဝလှူရှိတော့သူဟာအာနာလက်မဲ့ဖြစ်သွား သူလှူလို့ရတာလေးอ่ะပါတော့ဆိုရင်ဆေးဆရာကနေပြီးတော့เนาะဆေးဆရာကနေပြီးတော့ဆေးကလေးနဲ့ခေါ်ဆက်ပေးတယ်ရှစ်ရှားသည်ခြစုသည်လေးတချမ်းပဲရှိတယ်ကြိုက်အဲ့ဒါလေးတစ်ခုပဲသူလှူလို့ရတယ်ဈာန်နဲ့ပစ္စည်းတွေသူဘာမှလှူခွင့်မရှိတော့ဒါမို့နောက်ဆုံးကြတော့စီဘူးသည်လေးတချမ်းရှစ်ရှားသည်လေးတချမ်းပဲသူပိုင်တော့တယ်လို့ပြောဒါအာနာယောတိုင်းပြည်ရောအလုံး ပိုင်ဆိုင်မှုအလွန်ကြီးမားတဲ့သီရိဓမ္မတော်ကမင်းကြီးဟာနောက်ဆုံးအချိန်ရတော့ရှရှားသီးလေးတချမ်းပဲပိုင်တော့တယ်ဆိုတာအဲ့ဒါပြောသူ့ရဲ့ပိုင်ဆိုင်မှုတွေဟာဆုံးရှုံးသွားတယ်နောက်ဆုံးမှအဲ့ဒါတောင်လက်ဆွဲရမှာဖြစ်တယ်ဘော။ဒါကြောင့်မလို့အဲ့ဒါ၄အတွက်အချိန်ပေးနေတာဟာတမိုးရှိတယ်လို့ပြောလို့မရဘူး။ကိုကျိုးစားရှာတဲ့ပစ္စည်းတွေဟာမျက်လုံးလေးနှလုံးမမိတ်ခင်လေးပဲအသုံးချမှာဖြစ်တယ်။မျက်လုံးနှလုံးမိတ်သွားတာနဲ့တပြိုင်နက် ကိုယ်စီကအကုန်သိမ့်ယူဖြုတ်ယူသွားကြမှာပဲအဲ့တော့ဖြုတ်ယူလို့မရဘူးသိမ့်ယူလို့မရတဲ့ပစ္စည်းကဘာတွေတုံးဆိုရင်သီလဆိုတဲ့ပစ္စည်းเนาะเนาะတဏ္ဍာဆိုတဲ့ပစ္စည်းအဲ့ဒါတော့ဖြုတ်ယူလို့မရတဏ္ဍာသီလတဏ္ဍာဒဏ္ဏဟိရိဒဏ္ဏသီလဒဏ္ဏဟိရိဥတ္တပိယဒဏ္ဏတုဒ္ဒဒဏ္ဏစာဂောစပညာဝေတတ္တမဒဏ္ဏလို့ခေါ်တယ် တကယ်ကိုယ်ရင်ထဲနှလုံးထဲမှာရှိတယ်တံပိုးမဖြတ်နိုင်တဲ့တရားစားတော့ဥစ္စာပစ္စည်းဥစ္စာတွေဒါကိုပိုင်နေကျန်တဲ့ရွှေငွေရတနာတွေဟာတခုမှမပိုင်ဘူးဒါကြောင့်မလို့မပိုင်တာတွေအတွက်အချိန်ဖြုံးနေခြင်းဟာစူးစမ်းခြင်းလို့ပြောလို့မရဘူးဒီလိုဆိုလို့ပဲเนาะ you